197 ranked institutions. Okay, di ni yo, chepping ya, famish ka ni knowledge sharing and ni world ranking တွေပေါ့နော်ဒီ top countries တွေပေါ့ဟာလာကိုယ့်ရဲ့ education နဲ့ပတ်သက်ပြီးမိဘတွေလည်းအဲကိုယ့်ရဲ့သားသမီးတွေအတွက်ပြင်ဆင်လို့ရအောင်ငွေကြေးရအောင်အဖက်ဖက်ကောင်ပြင်ဆင်လို့ရအောင်လို့ဒီနေ့ knowledge sharing တခုလုပ်ပေးမယ်ပေါ့နော်ဆိုတော့အဲချက်ပင်ဒီမှာ research လေးတွေလုပ်ထားတာကိုကြည့်ရင်လည်းတခါလေးပြပြပေးမယ်ပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှိရင်ချက်ပင်တို့အရှိဗီဒီယိုတွေမှာလည်းအများအားပြောခဲ့တယ်ဒါပေမဲ့တချို့မိဘတွေကကြာတော့ပတ်စံထုတ်ပေးနိုင်တယ်ဒါပေမဲ့သားသမီးတွေအတွက်ကိုတချို့အကောင်းဆုံးဖြစ်မဲ့ဟာကို အရင် detail မသိခဲ့ဘူးပေါ့နော်အဲနောက်တစ်ခုကကျတော့ cost တွေဟာလည်းတသမီရဟိုဂျပန်ရလေတချို့ group တွေလည်းပါလေမိဘတွေရဲ့အပြောတာတွေသူတို့ရဲ့ရင်းနှီးစကားတန်တွေကြားရတယ်ကိုရှိမှ consultation လာလို့လေဒီတိုင်းပဲဟာကျမသားသူ့တငယ်ချင်းကဒီလိုလုပ်လို့ဘယ်လိုလုပ်လို့ဆိုတာမျိုးတွေအများအားကြားရတယ်ဒါပေမဲ့အဲ့လိုမဖြစ်ရအောင်လို့ဒီလို knowledge sharing ကိုချက်ပြီးဒီကနေပြီးတော့ထပ်လုပ်လိုက်တယ်ပေါ့နော်အဲ့တော့ အာချက်ပြီးဒီမှာအသေးစိတ်ကလေးနည်းနည်းလေးပြောပြပေးမယ်ပေါ့နော်အဲ့တော့ဆက်ပြီးတော့ DVD ကိုအဆုံးထိကြည့်ပြီးပါကိုက study abroad လုပ်ဖို့စိတ်ဝင်စားတယ်ကိုမိဘကိုလေကိုကအဖက်ဖက်ကနေပြီးတော့ဟာလာကိုကိုရဲ့ကျောင်းပိုးတွေဝင်တော့ဝင်ဖို့မဖြစ်အောင်ကိုရဲ့ safety ကိုကိုပြောပြနိုင်အောင်ကျောင်းနဲ့ပတ်သက်တဲ့ ranking တွေရအစနည်းနည်းလေးရှင်းပြနိုင်အောင်မိဘကိုအရင် knowledge ပေးပြီးမှလုပ်တဲ့ခါကျတော့ဟိုမိဘဘက်ကလည်းအရင်ကြီးဟိုတချို့ပူကားတာတွေမရှိတော့ဘူးပေါ့နော်အဲ့တော့ right decision ဖြစ်ဖို့အတွက်ကိုချက်ပြီးကိုစပြောပြမယ်အဲ့ top 5ထဲမှာဘာတွေပါလဲဆိုတော့ United States United States Karate Gate world's number one study destination in the world. Now number two near was the United Kingdom, number three Canada, number four Australia, number five Germany. အဲ့ဒီဒီမှာကိုက top five Eight top five 5မှာသွားရင်ကုန်ကြစင်ရဲ့ safety long term PR pathway to citizen နဲ့ပတ်သက်တဲ့ရနိုင်တာတွေတချို့ကကြတော့ပေါ့နော်ဟာဒီနိုင်ငံမှာအဲတောက်တက်တယ် ရင်ရှင်မနေဘူးကြောင်းတက်ပြီးရင်ဘယ်မှာဘလို့ဆိုတာကိုကိုရဲ့ career goal ပေါ်မှာလည်းမှုတည်နေတယ်တချို့ကြတော့မဟုတ်ဘူးကြောင်းတက်ရင်လည်းအိမ်နိုင်ငံမှာပဲရင်ရှင်လုပ်ချင်တယ်ဆိုတာမျိုးကလည်းရှိတယ်။ညာတော့ဖြစ်အင်္ဂလိပ်စကားပြောတဲ့ဟို ကလေးတွေကများတယ် English ကိုပဲတေချာဖိလုပ်တာများတယ်လို့တချို့ကြတော့လေငငယ်တွေကသူတို့ရဲ့ dream country တွေရှိတယ်တချို့ကြတော့ Europe ကိုသွားချင်တာတွေရှိတယ်တချို့ကြတော့လေဟိုတကယ်ဟိုကိုရီးယားကားတွေလည်းလူမျိုးတွေကြည့်ပြီးကိုရီးယားသွားချင်တာတွေလည်းရှိတယ်အဲ့တော့ရေရှည်ဦးချေတို့ကကြည့်ရမယ်ရေတူတို့ကြည့်လို့တော့မရဘူးအဲ့ဒါတခုကိုတော့သိစေချင်တယ်တချို့ကကြတော့ဒီနိုင်ငံသွားမယ်ဆိုဒီနိုင်ငံမှာအဲ့လိုမျိုး job market ကဘယ်လိုရှိနေရလဲဒါတွေကလုံးဝအတိအကျသိထားတဲ့နေပေါ့နော်အဲ့တော့ ခုနရုပ်ပြသွားတဲ့နိုင်ငံတွေကတော့ဟိုပညာရေးနဲ့ပတ်သက်ပြီးတော့အကောင်ဆုံးဖြစ်တယ်လို့ချက်ပြီးကဒီမှာဖတ်ရတယ်ပေါ့ပညာရေးနဲ့ပတ်သက်ပြီးတကယ်ဟို global degree ရနိုင်တယ် globally accepted ဖြစ်တယ်အလုပ်ရှင်တွေသဘောကျမယ် academically အရင်ကောင်းတယ် but there are things to consider စဉ်းစားမယ့်ကိစ္စရခုနပြောသလို budget တွေရရှိအတွက်တွေအဲ့တော့အဲ့ငါနိုင်ငံနဲ့ပတ်သက်ပြီးတော့ချက်ပြီးဒီမှာထပ်ပြီးတော့ စဉ်းစားလိုက်တဲ့အခါမှာ budget ပိုင်းอ่ะပေါ့เนาะကနေဒါဆိုလို့ရှိရင်ဟိုကုန်ကျစရိတ်ဘယ်လိုလေးသွားမလဲ US ဒေါ်လာ1200လောက်ကနေ2000လောက်ထိသွားနိုင်တယ်ဟာလား Australia ကကြာတော့သူ့ရဲ့နေစိတ်စာစိတ်ကလေးတွေကကြာ average monthly cost of living I mean in US dollars เนาะ so can Australia solution อ่า1200 2400ကျလောက်သွားမယ်နေကျိစာစိတ်ဒီနိုင်ငံကြီးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် how about germany okay germany ကကျတော့ US dollars 900လောက်ကနေ1500လောက်ကျသွားတယ် ဟာလာဘာလို့ဆိုအဲ့မှာကျတော့ health insurance တိလောက်ရတာရှိတယ်နေကျိစာကြည့်တိရှိတယ်ဒါပေမဲ့ဟိုဒါကြီးကတော့မြို့ပေါ်လေမူတည်သေးတယ်เนาะကိုကိုနေတဲ့မြို့ကတချို့ရချက်ပင်ကြီး YouTube လို့ပါမှလေးလာကြည့်တဲ့အခါမှာပေါ့เนาะအဲသူတို့က400ကျော်လောက်နဲ့လို့လူ900ယောက်လောက်နေတဲ့ဒီလို dorm နေရှိတယ်ကွာတိလာအဲ့အဲ့လူမျိုးတွေလည်းရှိတယ်အဲ့ Germany က900နဲ့1500ကျော်သွားမယ်ဆိုရင် UK UK ကကျတော့1300လောက်ပါနေ1300ကျားတယ်လို့သွားမယ် ဒါမှ free ကိုရဲ့နေရစားတာက more less လို့တွက်လို့ရတယ်။ဒါကြတော့အဓိကသာသမီတွေကတော့ဟာလာကိုတကယ်ကြောင်းတတ်တဲ့ချိန်ပြီဆိုရင်ဒါကျေရကူကကိုနေရှင်ပြောမယ်ဆိုလို့ရှင်ဟာလာကိုအဖေအမိပါစပ်ထုတ်တော့မယ်ဆိုသူတို့ပြောပြရတယ်။ ဒါပေမဲ့ချို့ချာចောင်းသားတွေကကိုယ်တိုင်မသိဘူးမိဘတွေကလည်းအဆင်ပြေမယ်ထင်ပြီးလှုပ်လိုက်တဲ့အခါမှာသားသမီးတွေက overloaded ဖြစ်တယ်ဟိုရောက်တော့မှအလုပ်တွေငင်းခံလုပ်ရတယ်မိဘလည်းဒီဘက်မှာကျန်းမာရေးမကောင်းလို့လို့ဒါတွေမာရီချက်ပြီးပုံတိုင်းလည်းမရှိပါဟလာ UK မှာစပြီးတော့20ကျော်လောက်မှာចောင်းသားတက်တဲ့ချိန်မှာ ကြောင်ဖို့အရင်များတယ်နေစိစားစိတည်းအလုပ်သိမ့်မလုပ်ရတဲ့အတွက်ကြောင့်မဟုတ်လို့ဟာလားဟို20 hours ပဲအလုပ်လုပ်လို့ရတယ် UK မှာကြာတော့ GP ညူကအဲ့ဒါဒီအရင်တော့တယ်ပေါ့နောက်ပြီးတဲ့ခါကျတော့ဒီတန်းပြီးသွားတဲ့ခါမှာကိုကနောက်ထပ် master တွေထပ်တက်ခြင်းနဲ့ဟာလားချေကိုဒါမျိုးအဆင်ပြေသွားရတယ်ဟာအဲ့ချိန်မှာကိုမိဘရဲ့ကျမကြီးဟာလားသူတို့ဆေးရုံတက်ရတဲ့ခါတွေရှိခဲ့တဲ့ခါကျတော့ GP ညူဒါတွေတော်တော်လေးစဉ်းစားဖို့လိုတယ်အဲ့တော့အဲ အဲ့ဒါလေးတွေထည့်ထွက်ဖို့အကြံပေးချင်ပါတယ်မိပါလေးရောနောက်သားသမီးလေးရလည်းဟိုတစ်ဖက်ထည့်ထွက်တာမျိုးမဟုတ်ဘဲနဲ့အခုခေတ်ကလေးတွေကအရင်ချက်ဖို့ကောင်းတယ်။လာပြီဆိုလို့ရှိရင်အိမ်ကိုမျက်နှာပူလေးဆွဲစကားကိုအမြဲတမ်းကြားရတယ်ချက်ပြီးရှိမှဆိုလို့ရှိရင်ပေါ့နော်။အဲ့တော့ how about US US ကကြော်ချင်ပြီးတော့ဒီကလုတ်ပေးတဲ့နေရာပေါ့ဟာလားကြောင်းလျှောက်ပေးတဲ့ DS160 တွေ interview တွေလုတ်ပေးတယ်ဟုတ်လုံခဲ့တဲ့နှစ်တွေကလုတ်ပြီးခဲ့တာချက်ပင်ကလို US ကိုလွတ်ခဲ့တာဆိုရင်အယောက်တစ်ထောင်ကြီးပါတော့ရှိပြီပေါ့ဟာလား တကယ်ကြီးကိုခနေတွေအကုန်လုံးအဆင်ပြေတယ်။ကျောင်းသားတွေဟိုဘက်ရောက်တဲ့ဒီကိုလေးအဆက်အသွယ်ရှိတဲ့တည်င်းနေအမြဲပြန်ကြရတယ်။အဲ့တော့ United States ကလည်းသူ့ရဲ့ living ကဘယ်လောက်သွားမလဲဆိုရင်1500နဲ့3000ကျားလောက်သွားတယ်လို့တော့ကြားရတယ်။ဒီမှာလည်းအဲ့လောက်ပဲရည်ထားတယ်ပေါ့။ It depends on the city ပေါ့နော်။ဟာလာတူဒီမှာရည်ထားတယ်ပေါ့။အဲ့တော့အားလုံးကတော့20 hours လောက်ပဲအဲ့လောက်ဖြစ်တယ်။အလုပ်လုပ်ဖို့က part time part time အလုပ်လုပ်ဖို့က How about Singapore? စင်ကာပူကလည်းတကယ် wall ထဲမှာလည်းပါတာပဲလေနော်သူ NUS တူပါလို့ဆိုနေနေကြည့်ပဲအဲ့တော့ student pass နဲ့နေရတယ် so round about စင်ကာပူကလည်းတကယ်နေတဲ့နေရာမှာဈေးကြီးတယ်လို့စင်ကာပူကိုမကြိုက်တဲ့အချက်ကကိုကသူများနဲ့ share ပြီးမနေလို့ရှင်အញ្ញာကိုပတ်စံကုန်တဲ့နေရာဖြစ်တယ်ဟာလာအရာရာဈေးကြီးပါတယ်စင်ကာပူကလည်းနော်အဲ့တော့ US dollar 900နဲ့1800ကျားလောက်တွားပါတယ် oh နောက်တစ်နိုင်ငံ New Zealand post study work visa လည်းပေးတယ်။ shipping visa ကိုနောက်မှနည်းနည်းလေးပြန်ပြောပြမယ်။အခုက cost ကိုပဲပြောပြောလိုက်မယ်ပေါ့နော်။ New Zealand ထောက်မြနဲ့ထောက်ရှိရကြသွားတယ်။ Netherlands Netherlands ကလည်း top ranking နေတယ်မှာသူ့ရဲ့ဟိုနိုင်ငံရမဟုတ် New Zealand ရဲ့သူတို့ရဲ့တချို့အကြောင်းတွေက world ranking ထဲမှာဝင်တာရှိရတယ်မှာ Netherlands လည်းပါတယ်ပေါ့။ခုန top 5 country ရတော့ဒါသူရဲ့ပညာရေး academic ကိုပြောပြတာ။အခုကကြောင့်နောက်ထပ်စစ်ထုတ်ပြီးတော့ကြီးလိုက်တဲ့အခါမှာ လိုက်ပြီး like research လုပ်တဲ့အခါမှာသူရဲ့ဒီတချို့ကြောင်းတွေပေါ့နော်အဲ့ထဲမှာ top 10ကြီးတွေမှာပါတဲ့ဟာတွေလည်းရှိတယ်လို့အများကြီးပဲနော်အဲ့တော့ဒီ Netherlands ဆိုလို့ရှိရင် US $1, dollars $1, 1100ကနေပြီးတော့1800 US dollars တွားတယ်တွားတော့ up to 16 hours a week ပေါ့နော် full time in summer so summer မှာအလုပ်က full time လုပ်လို့ရတယ်ပေါ့အဲ့တခုပြီးတော့ France France လေးပါတယ် 900အနီး1600အကြာလောက်သွားတယ်။ဂျပန်ဂျပန်မှာလည်းတကယ် top universities တွေရှိတယ်เนาะ Tokyo မှာဆိုလို့ရှိရင် University of Tokyo ကအဲ့ဒါလေးပါတယ်ပေါ့ဟုတ်လား။ဆိုတော့တထောင်နဲ့ထောင်ခနဲ့အကြာလောက်သွားတယ်။နေစည်းစားစီကြည့်မယ်။ဂျပန်ကျတော့ကောင်းတာ28နာရီအလုံးလုပ်လို့ရတယ်เนาะ။အဲ့တော့ဒီဟာတွေပြောလို့အပြီးမှာ Chipping ရတာတွေကအဲကုန်ကြစီနေเนาะနေစည်းကြည့်ပဲအကြောင်းဘုံမပါသေးဘူး။အဲ့ထက်မှာအကြောင်းဘုံကို အကောင်လုံးဒီတောက်ဖို့နည်းနည်းပြောပြမယ်ပေါ့နော်အကြောင်းဖို့မှာခံနေတာဆိုလို့ရှိရင် US ဒေါ်လာ2000လောက်ကနေစတယ် US လက်ဒီတိုင်း Community College တွေဆိုရင်ဟိုအလောက်ကနေတော့တယ်ဒါကတော့အကောင်လုံးအပအပီးကိုပြောပြတာနော်အဒီ World Ranking တွေမှာဆိုလို့ရှိရင်ကောင်လုံးကဘာဖြစ်လဲဆိုကြောက်ပူစီကြီးတဲ့နိုင်ငံတွေကြီးပဲအဲ့ဒီမှာကြောက်ပူမပြရအောင်ဆိုလို့ပါပါမလဲဂျာမနီပါမယ် low tuition fees low tuition fees နေတယ်ဒါမှမဟုတ် totally free the as semester ကြီးပဲပြီးရဆက်ချက်ပြီးဗီဒီယိုထဲမှာအမြဲတမ်းပြောရဲပေါ့နော်ဆိုရဲခါကြတော့အဲ့ဒါတခု um our united states solution to get top one in my body သူရဲ့ဒီ QS World University Rankings တွေမှာ institutions ဘယ်လောက်ပါလဲဆိုလို့ရှိရင် US တနိုင်ငံတည်းရိုးပဲ197 ranked institutions so MIT remains number one. Well, a MIT local in Massachusetts, but no, and it has solution. The Kupare and uh, United Kingdom, as we Imperial College London, the University of Oxford, the University of Cambridge, and that German Guzei Lao, 90 ranked institutions for German Guzei Lao, Canada, but, ranking in Australia. Dr. Ama, University of Melbourne, University of Sydney, University of New South Wales, UNSW. Germany Technical University of Munich, Heidelberg University, ဘာကူတက်တိဖြစ်စင်တက်တိဖြစ်စင် knowledge အနေနဲ့သိရမယ်။သူများပြောတဲ့အခါမှာသူများနဲ့ရှင်ပြောနိုင်ဖို့အတွက်ကဒါတွေလည်းသိထားတဲ့နယ်လို့ထင်တယ်။ ကျောင်းသားတိုင်းကျောင်းသားတိုင်းကတော့ပမာပြီမှာကြောက်တက်ပြီဆိုလို့ရှိရင်ရေရှည်ကတော့ study abroad လုပ်ချင်ကြတယ်ကလေးလေးကြီးပဲဟုတ်လားနော်ဆိုတော့ um အော်အခုကကျောင်းပိုးတွေထဲမှာဆိုလို့ရှိရင်ခုနပြောသွားပြီးပါပြီ Germany တီတကယ်အဲ့လို work class ထဲမှာပါတယ်ကျောင်းပိုးလုံးဝမပေးရဘူးဒါပေမဲ့တကယ်ကြီးကျောင်းလျှောက်တာအဲ့လောက်ထိတော့လွယ်မနေဘူး တကယ်အဆင်ပြေဖြစ်တယ်အင်တာဗျူးဝင်ရတယ်အင်တာဗျူးဝင်ခဲ့မှာ test တွေဖြေရတယ်အဲ့ဒါတွေပြီးတော့မှသူတို့ဘက်ကနေ50%လောက်ကကိုကအောင်လေဆိုလို့ရှိရင်သူတို့ကအကြောင်းဝင်ခွင့်ကိုပြန်စင်းစားတယ်ပြန်ဆောင်လာတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ institutions တွေထဲမှာဆိုလို့ရှိရင် QS World Ranking တွေထဲမှာ United States က uh, talked him about 197 institutions, United Kingdom 90 institutions, Canada 31 institutions, Australia 43 institutions, and Germany 45 institutions. How about the tuition fees? United States, guys, I told you it's quite high. Living high. United Kingdom ကတော့ moderate to high ရတော့ရှိတာပေါ့เนาะ UK မှာကျတော့ Canada ကလည်းနည်းနည်းများတဲ့နေရာမှာပါတယ်။ Australia high တကယ်နိုင်ငံကြီးတွေပေါ့လူတိုင်းသွားကျင်တဲ့နိုင်ငံတွေပေါ့ဟာလား။အမ်နောက်တစ်ခု Germany ကကျတော့ low to none in only in the public universities public universities you must solution ကိုတကယ် academically strong ဖြစ်တဲ့ကိုတကယ် commitment ရှိလို့ကြိုးစားကျင်တယ်ဆိုရင်ကြိုးစားပိုင်မရှိတဲ့နေရာတွေမှာပါတယ်။ဒါပေမဲ့ဟို basically ပြောရလို့ရှိရင်တော့ GED လက်မခံဘူး။ IGCSE A level ကနေစပြီးတော့သူတို့ကိုကြောင်းလျှောက်လို့ရတယ် University second year third year ပြီးထားတဲ့သူတွေ third year ပြီးထားရင်တော့ကိုကောင်းတယ်ဆိုတော့အဲ့ဒါကြီးကတော့ဟိုကြောင်းသိစိတ်တွေကတော့ချက်ပြီး YouTube မှာတော့ကြည့်လို့ရတယ်ပေါ့ဟာလား post study work အကြောင်းပြောမယ်ဒီနိုင်ငံနေရနေပဲပေါ့နော်ဒီခုနပြောသွားတဲ့နိုင်ငံတွေထဲမှာဆို United States ကကြာ STEM major တွေ computer science တွေ mathematics engineering တွေတွေကြာတော့ OPT လို့ခေါ်တဲ့ဒီအလုံးနဲ့ပတ်သက်တဲ့ဒီ intern နဲ့ပတ်သက်တဲ့ဟာမျိုးတွေဆိုလို့ရှိရင်သူကပြနိုင်ကြီးရှိတယ် ပေါ့နော်ဒါပေမဲ့ PR ရဖို့ကလည်းနည်းနည်းခက်တယ်အာ UK ဆိုရင် post study work ကပေးတယ်2 to 3 years ဒါပေမဲ့ UK မှာဘာတွေဖြစ်လဲဆိုအလုပ်ကင်ရှားတယ် part time လေးနည်းနည်းရှားတယ်လို့အလုပ်ကင်ရဖို့လေးရှားတယ်ဒါပေမဲ့ပညာရေးနဲ့ပတ်သက်ရင်တော့လေအရင်ကောင်းတယ်ကိုဒီအလုပ်ရှားတဲ့အခါမှာလုံးရှင်တွေကြိုက်ကြတယ်ကိုကိုယ်တိုင်လည်း UK မှာကြောက်တက်ခဲ့တာကြာခဲ့ပြီဒါပေမဲ့ဘာဖြစ်လဲဆိုအလုရှာဖို့ကခက်တယ်ဒါပေမဲ့ချက်ပင်ကြီးကအရင်တည်းကအရှိမှချဲမှာကဟို UK မှာသူကြောက်တက်တယ်သူသွားတာဆိုတော့16လား18လားမသိဘူးလေသူထွက်သွားတာဆိုတော့ သူ့ရဲ့အကူအညီနဲ့မဟုတ်လို့ကိုကအလုပ်ရတာမဟုတ်ရင်သိကြတယ်ကိုကနေကိုဆိုအလုပ်မရနိုင်ဘူးပေါ့နော်အဲ့ဒါတခုစဉ်းစားရမယ်ပေါ့ဆိုမိဘကြီးကပဲတောက်လျှောက်ကြည့်နေတဲ့၄၅၆နှစ်ကိုပေးဖို့ဆိုတာမဖြစ်နိုင်တော်တော်ရုံသွားမှလीနော်အဲ့ဆိုတော့ကနေဒါကျတော့ post grad graduation work permit ရှိတယ် up to 3 years ကနေဒါအဲ့ဒါ strong ဖြစ်တယ် australia post study work က2 to 6 years ပေးတယ် australia ဆိုတော့ကိုကရောက်ဖို့တော့မရောက်ဘူးဒါပေမဲ့ဟိုချစ်ပင် UK မှာတော့ တိခဲ့တယ်ပေါ့နော်ဒီဟိုဟာပေါ့သူဆိုလို့ရှိရင်နာပိုလီစ်ပေါ့သူတို့ဆိုမိသားစုလိုက်ကိုရောက်နေပြီတကယ် strong ဖြစ်တယ်ဒါပေမဲ့ IELTS ကပြန်ပြေရတယ်သူ English level ကြီးပြရတယ်အလုံးကိုင်ကြပြန်တော့လေအရန်ရှာလို့သူတတိတတိကြီးရမျိုးရှိတယ်ဒါ academically ပဲကြီးပဲဟုတ်ပြီးတော့ပြောပြရအောင်နော် ဆိုတော့အဲသူဆိုရင်အများနဲ့ပြောတယ်သူကအဲ့လို accounting နဲ့ပတ်သက်ပြီး master ပြီးတယ် MBA ပြီးတယ်သူအမျိုးသားရောသူအမေရောသူဒါသမီးရောသူခေါ်လိုက်တယ်ဒါပေမဲ့အခုချိန်ထိသူယာတိကြီးကြီးကိုသူမရဘူးဘာကြောင့်လဲဒီလောက်ပညာတွေတက်ပြီးရော work experience တွေကောင်းနေမယ်နေရာတနေရာရဖို့လည်းခက်ခဲရဲဆိုတာပြောတယ်ဒါပေမဲ့တန်ချက်ပြီးကြီးက ကိုအဝိုင်းဝိုင်းနဲ့ကတိရအောင်ပြောပြတာတယောက်တည်းပြောရင်တယောက်တည်းအဖို့ဖြစ်ပါဆိုလို့ကိုကကိုအဝိုင်းဝိုင်းမှာဘာလို့ရှိလဲဘယ် group တွေမှာတက်ဖက်လို့ရလဲချက်ပင်းကြီးရောဘာတွေပြောလဲကိုကရောဘာတွေတိလဲပုံမှာမှုတည်ပြီးတော့စဉ်းစားဘာကြောင့်လဲဆိုလို့ရှိရင်ချက်ပင်းကြီးပြောလို့ဟာအလုံးမရနိုင်ဘူးဟာဒီမှာအလုံးပေါ်ရဲဆိုလို့အမြဲတမ်းအဲ့လိုမဟုတ်ဘူးလူတယောက်ရဲ့ကံဆိုတာပြောလို့မရဘူးလေနော်ဆိုဟာတချို့ဆိုခု Germany ကိုသွားကြတယ်ကိုတင်းက constitution လို့တော့ဟာဟိုအသက်၄၀နဲ့ ငါ46ဝင်းကျင်လောက်တော့မှပဲ online ကနေအလုပ်ရှာလိုက်တာချမီမှာလုပ်ရသွားတယ်ဆိုတာပြချရတော့ဝမ်းသာတယ်အသက်ကြီးလို့ရတော့မဟုတ်ဘူးဒီတယောက်မှသူကန်တရားသူ professionalism သူအကောလုံးအချက်တွေအများကြီးထည့်ထွက်ပြီးမှရနိုင်ပြနိုင်တွေ့ရတာဒီလေးရှိတာပေါ့နော်အဲ့ကကြတော့အဲ့တော့ Germany ဆိုလို့ရှိရင်လေ job seeking visa အောင်မှဆက်ရှင်လာပြီးတယ်ကြောင်းပြသွားလို့ရှိရင်အဲ့ဒါပြီးသွားရင် German စာ B1 ပြပြီး PR ရောက်လို့ရတာတွေရှိတယ်အာနောက်ပြီးတဲ့ခါကျလို့ရှိရင် citizenship ပြရနိုင်တာတွေရှိတယ် shipping ID ထဲမှာဒီရက်တွေမှာအများအားအကြံပေးလို့တော်တော်လေး feel လာတယ်။အစားအုံးကဆိုလို့ရှိရင် Germany မှာကျောင်းသွားတက်ဖို့အဖေကပြောခဲ့တာ။ဒါပေမဲ့နောက်ကျတော့အဲ UK ကိုရောက်သွားတယ်။ကိုကျောင်းလျှောက်ခဲ့တော့မှလည်းစင်ကာပူလေးလျှောက်တယ်၊ဂျပန်လျှောက်တယ်၊ဂျာမန်စာတက်ခဲ့တယ်။ UK ကိုလျှောက်တယ်။ Germany ကိုတော့ကြောင်းမလျှောက်ဘူး။ဒါပေမဲ့ Japan ကိုလည်းကြောင်းလျှောက်တယ်။ကြောင်းဝင်ဝင်ရတယ်။ဒါပေမဲ့မသွားခဲ့ဘူး။ UK ကပုံပြီး Japan ထပ်သွားတယ်လို့ယူဆတယ်။ English speaking English speaking country လေးဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ အဲ့ဒီကိုပူပြီးအားသာတယ်ပေါ့အဲ့တော့အဲ့ဒီကိုသွားခဲ့တယ်အဖေကလည်းအဲ့ဒီကိုပူအားပေးတယ်ပေါ့ဆိုတော့ကိုကိုကိုဟာနေကိုပေါ့တော့တခြားရောစဉ်းစားရှိချင်ပါတယ်အားလုံးကိုလေဆိုတော့ yeah uh you need to choose the right destination for your um education ပေါ့နော် အဲ့တော့တီချာကစဉ်းစားပြီးတော့အကယ်လို့များပေါ့နော် research လုပ်စီခြင်းတဲ့တည်ခြင်းတဲ့အကြောင်းအရှင် comment ပေးပြီးတော့ဒါမျိုး chat box မှာလာပြောလိုက်ရတယ် comment ပေးပြီးဒါလေး research လုပ်ပြီးပါအောင်ဆို I'm happy to do that okay um အဲ့ဒီမှာ Switzerland နဲ့ Singapore နဲ့ China နဲ့ France နဲ့ Hong Kong နဲ့ South Korea Japan Netherlands တွေဝင်နေတဲ့လေးထည့်ပြောချင်တာပါလဲဆိုလို့ရှိရင် Switzerland ဆိုလို့ ETH Zurich ပေါ့နော်သူက globally မှာ7မှာရှိတယ်ပေါ့ so singapore ကလည်း nus တို့ဟလာ nanyang technological university the great the game city လည်းရှင်အလုံးအရရှင်ပဲပေါ့ဟလာ china peking university စင်ကွာလားဗာလားမသိစင်ကွာ university လားအဲ့ဒါတွေကဆိုလေ china လဲ short တွေ့လို့မရအောင်အိန္ဒိယတချို့အိန္ဒိယ university တချို့လည်းအဲ့ထက်မှာပါတာရှိရဲ့ပေါ့နော်နောက် hong kong the university of hong kong chinese university of hong kong အဲ့ဒါတွေကလည်း top 10 mark, rankings of 17 like my shit, the get highest ranked university in Hong Kong, but no. That research by Nima, academic programs in Macau, South Korea, so in Seoul National University, but Japan, the University of Tokyo, Kyoto University, and that is solution, eh? Oh, now they do my Netherlands, Galley, ranked 49, eh? Delft University of Technology အဲ့ဒါပါတယ်ပေါ့ဒါပေမဲ့ကျောင်းသားအများစုကအခုချေတော့တိုင်းရေးပြည်ရေးရတ်ွက်မယ်ဆိုလို့ရှိရင်အကုန်လုံးကဘာလို့စိတ်ဝင်စားလဲသိလားရေရှည်လေးနေလို့ရမယ် academic လေးလည်းကောင်းမယ်ကိုကဟာဒီနိုင်ငံမှာအမေငါတို့ကတော်တက်လိုက်တော့မယ်ငါတို့ဗမာပြည်မနေရပြီးရောလို့လို့လို့မရအောင်အချိန်လေးငွေတွေလူတွေတယောက်တည်းကြီးတော်တက်ရဲဆိုပေမဲ့မိသားစုကအလုံးကအရင်လိုက်ပန်ပိုးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အားလုံးကိုတရားစင်စစ်ကြည့်ခြင်းနဲ့အလောက်ကံကိုရနိုင်ရဲ့လားမိဘအကြောင်းကိုပြီးရင်ကိုကတစ်ဖက်တစ်လမ်းကနေပတ်တိုင်းလေးလုပ်ပြီးတော့ကူညီလို့ရနိုင်ရဲ့လားကိုလူချင်းတာရောက်ဖို့အတယောက်တည်းသွားဖို့ဘယ်လိုမှဖြစ်နိုင်မိသားစုမိဘအားလုံးရဲ့ပံ့ပိုးမှုကလိုအပ်တယ်ဒါလုံးဝအကုန်လုံးနားလေတယ်ဆိုရခါကျတော့ရေရှင်ကိုဟိုဘက်မှာနေမယ်ပြရာရနိုင်တယ်ဟာကိုမိဘကလည်းခေါ်ချင်တယ်ဘာညာဆိုအများကြီးစဉ်းစားရတာရှိတော့ DVD ကိုကအားလုံးတွေ့ထပ်ကိုဖြစ်လိမ့်မယ်လို့လည်းထင်တယ်เนาะအဲ့တော့ဟိုတကယ်တမ်းအားလုံးဒီထဲမှာပြောပြတာတွေကတကယ်ကြောင့်ပိုများတဲ့ဟာတွေကြီးပဲဖြစ်တယ် perhaps a top ကိုချေပြပြဒါပေမဲ့အဲ့ဒီမှာ Germany က top education လေးရကျင်တယ်။နောက်ပြီးတဲ့အခါကျတော့ကျောင်းဘုတ်ကလည်းတက်တာကျင်တယ်။ကိုယ့်ကကို part time လေးလုပ်ပြီးတဲ့အခါကျတော့မှဟို ဒီ semester ကြီးလေးရှာတာတော့ရတယ်ဟာဒီ semester ကြီးမဟုတ်ကိုတိတ်တော်လေဆိုအဲ့ semester ကြီးကို scholarship ရှောက်လိုက်လို့မရဘူးလားရတယ်အဲ Germany တို့ Austria တို့ဆိုတာတကယ်ကိုဂျာမန်စကားပြောတဲ့ဟိုတကယ်ကောင်းမွန်တဲ့ university ရှိရဘာကိုအဓိကကောင်းတာလဲဆိုလို့ရှိရင်သူ technology နဲ့ပတ်သက်တာ strong engineering ဒီ stem focus ပေါ့နော် stem ဆိုရက် major တွေနဲ့ပတ်သက်တာ computer science engineer mathematics တွေနဲ့ဟာလား science တွေနဲ့ပတ်သက်တဲ့ဟာတွေအဲ့ဒါတွေဆိုလို့ရှိရင်တကယ်ဥကြမီမှာ strong ဖြစ်တယ်အဲ့ဒါတစ်ချက်ပေါ့နော်အဲ့တော့ my english top programs တွေလည်းရှိရဂျာမန်စကားကို easily သင်နေတဲ့ english top programs တွေကို australia ဂျာမနီမှာ join လုပ်ရတယ်ဟိုဘက်ဒီဘက်ချိန်ထားတဲ့ကျောင်းတွေရှိရတဲ့ကျောင်းမို့လို့ကျောင်းနဲ့ပတ်သက်ပြီး germany တွေ us တွေသိကျင်နေဆိုရင်ချက်ပြီးလို့ကျောင်းလျှောက်ပေးတယ်တေချာကိုအကြံကိုတေချာလေးပေးပြီးရတယ်အဲ့တော့ english top programs တွေ germany မှာရှိရလား မဟုတ်ဘူးသူတို့မှာ thriving job market ရှိတယ်တကယ် job market ကနေသူတို့မှာဝန်တန်းခန့်ဖို့တော့မလောက်ဘူးတခြားနိုင်ငံတွေကနေပြီးတော့ vocationally ခေါ်လာတာရှိတယ်ပေါ့အခုပြောသလိုပဲဟို share ရှင်းရမှာလာတဲ့အကူကြီးဆိုလို့ရှိရင်သူတကယ်ချင်းဟာလား share နဲ့အလုပ်ရသွားတယ် online ကနေပဲလျှောက်လိုက်တာသူတို့တကယ်ကြီး online ကနေလျှောက်တာတော့အလုပ်တွေခန့်နေကြတယ်ဟုတ်လားအခါကျတော့အရှင်းရမှာဆိုတဲ့ချက်ပြီးလို့ရှိရဂျာမနီကနေအလုပ်လျှောက်ပြလိုက်တာရသွားတဲ့ခိမတယောက်ရှိတယ်အဲ့တော့ သူရတဲ့ကိုရမယ်လည်းမဟုတ်ဘူးသူမရတဲ့ကိုမရဘူးလည်းမဟုတ်ဘူးအရာအလုံးကကိုကြိုးစားမှုကိုပန်ပိုးပေးတယ်ကိုရဲ့ဝန်ဝိုင်းဒါတွေအများကြီးကိုထဲထွက်ရတဲ့အတွက်ကြောင့်မဟုတ်ဘူးတခုခုစုတည့်ရတည်မတော့ပါနဲ့နော်အဲ့ဒီဗီဒီယိုကလည်းအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့လည်းထင်တယ်အဲ့တော့ဒီချက်ရှိရဆိုလို့ရှိရင် just comment နောက်ပြီးရခါကျရင် scholarship နဲ့ပတ်သက်တာပညာရေးနဲ့ပတ်သက်တာနောက်ထပ်ဗီဒီယိုတွေလည်းထပ်ပြီးတော့ knowledge sharing တွေလည်းလာမှာမဟုတ်လို့ page ကို follow လုပ်ထားပြီးပါ ပြီးချင်တာရှင် comment မှာပြီးခြေပေးပါချက်ပြီး research လုပ်ပေးပါ I'm happy to do that that's what I like to do ဘောနော်ဆိုတော့ချက်အဲ့ဒါလောက်ရတာကြိုက်တယ်အဲ့တော့အားလုံးပဲ bye bye အားလုံးပဲကိုလိုချင်တဲ့ကိုသွားချင်တဲ့နိုင်ငံကိုတက်ချင်တဲ့ university ကိုလိုချင်တဲ့ scholarship ပြီးရကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်